အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုးကနေကြိုဆိုပါရစေဒီနေ့မှာတော့ဂျပန်စတိုင်အသားခင်ကောင်းကောင်းစားချင်တဲ့သူတွေအတွက်ကြီးမနိုင်ရေနာပုံလမ်းမှာရှိတဲ့ဆိုင်လေးဆိုင်ကိုခေါ်သွားပြီးမှဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဆိုင်နေရောက်ပြီဆိုတော့မီနူးလေးကိုကြည့်ပြီးတော့စားချင်တာလေးတွေကိုမှာပါမယ်အမဲရှာနဲ့ဝတ်နှုတ်အောင်သားလေးရစားလေးနဲ့ပဲရိုးရိုးရှိရှိနေထားပြီးတော့ဝတ်ခုတ်တာသုံးသက်တာအမဲမိုးခူတာ ဝက်ဥလေးတွေကတော့ဆွိုင်းစော်လေးကိုအခြေခံပြီးတော့ပဲရိုးရှင်းလေးပဲအသားနှထားပေးပါတယ်။ကဲမှားထားရရလေအနေငယ်ရောက်ရှိလို့လာပါသည်။ဆိုင်ပြင်ဆင်လေးကတော့ရိုးရိုးရှင်းရှင်းနဲ့အိမ်ဆိုင် ပုံစံမျိုးလေးပဲဖြစ်ပါတယ်။အခင်အိုးနဲ့အငွေ့ဆုပ်ဆက်တရားလည်းတိတိကျကျလေးလုပ်ပေးထားတာဖြစ်တဲ့အတွက်ညှော်နှက်လုံးဝမနှံပါဘူးရှင်။သူဆိုင်ရဲ့အသားအရသာ quality ကတကယ်ကိုကောင်းတာပါ။ ပထမအုပ်ဆုံးဝက်နုတ်အုံသားနဲ့အမဲရှာလေးကိုဆစားကြည့်ပါမယ်အဲ့နှမျိုးကစားလီနဲ့ပဲနေထားတဲ့အတွက်ကြောင့်ဝက်နုတ်အုံသားနဲ့အငံတက်လီနဲ့ကတွဲမိပြီးတော့အသားလေးကထွတ်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 နဲ့အငံလီနဲ့အရန်ကိုစားကောင်းပါတယ်။စိုင်ရဲ့အသားတွေအကုန်လုံးစားကောင်းအောင်တိတိချာချာလေးကိုပြင်ဆင်ပေးထားပါတယ်။ဝက်ခုတ်သားနဲ့ဝက်သုံးသက်သားနဲ့ဝက်ဥလေးကလည်းအရသာထိထိမိမိကိုဖြစ်နေပြန်ရော။ အမဲမခုသားလေးဆိုရင်လည်းနုညံ့ပြီးတော့ရှာပေါ်တင်လိုက်တဲ့အချိန်မှာတကယ်ကိုစားကောင်းတာပါပြီးတော့အသီးရွက်ဆုံဆုံလင်းလင်းနဲ့ကြက်ဥလေးကိုအလေမှာဖောက်ထည့်ထားတဲ့ကြောက်ဦးပူပူထမင်းလေးလည်းရပါသေးရဲ့ဆိုင်ရှင်အကိုကဂျပန်နိုင်ငံကနေပြီးရောမြန်မာနိုင်ငံကိုပြန်လာပြီးရောဒီဆိုင်လေးကိုဖွင့်ခဲ့တာတက်တန်း9နှစ်နီးပါးရှိနေပါပြီ။ဒါလေးကတော့သေးရွက်ဆုံဆုံလေးလေးနဲ့စီးစာစုပ်လေးဖြစ်ပါတယ်။ စီစာစုလေးကမီဆိုစုကိုကင်ချီထည့်ထားတော့မချိုမချင်လေးနဲ့အကင်စားပြီးဤကျင်လာရင်ဒီစုလေးကိုတောက်လိုက်ရင် လုံးဝအီပြေသွားပါလေဒီနေ့သွားစားခဲ့တဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင် အားပေးရတဲ့တယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်